ဟုတ်ကဲ့မင်္ဂလာပါဗျဒူရီ KMT မှာဂျိုးဂျိုးလိုက်ပါတယ်ဗျကျားရဲမှာနှစ်ရက်ပိတ်ထားရောလေနည်းနည်းတော့ပြင်းနေပြီပေါ့နော် ်ပြီးခဲ့တဲ့ရပိုင်ကတော့ကျွန်တော်ဒီဘက်အတွက်ပေါ့နော်အခွေခုမကြောအခွေဆိုပြီးတော့အခွေ၃မျိုးပေးထားတယ်ဗျာနော်ကျွန်တော်ရဲ့မူအရတော့ဒီအခွေ၃ခုလုံးတည်တော့ခုမကြောထွက်မဲ့အခွေ site တွေဖြစ်တယ်ဗျာဒါကြောင့်မို့အကိုမတို့ကလည်းဒီအခွေ၃မျိုးတွေရပေါ့နော်ကြိုင်းနေတဲ့ရာတစ်ခုကိုပဲကစားကြည့်ချင်ပါတယ်ဗျာ ီအခွေ၃ခုတည်းမှာအကိုမတို့ကြိုက်တဲ့ဝမ်းကျင်းလေးနဲ့ပေါ့နော်ဒီနေ့မှာဥပမာဆိုပါသူကျွန်တော်တို့ဒီနေ့မှာတက်ကြိုက်တယ်ဆိုရင်ကျွန်တော်တို့တက်နဲ့ပတ်သက်တဲ့အခွေလေးပေါ့နော်၈၉၃၅တက်အခွေ၁၆၈၃အခွေဆိုတော့တက်ကတော့များမှာပေါ့နော်တကယ်လို့ကျွန်တော်တို့က၉ကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့၈၉၃၅တက်အခွေပေါ့ဒါမျိုးလေးတော့ကိုမတို့ကလည်းစဉ်းစားပြီးတော့တုံးပေါ့နော်ကျွန်တော်ရဲ့မူအရတော့ကျွန်တော်ပေးထားတဲ့အခွေ၃မျိုးလုံးတည်တော့ဘူးမကျော်ထွက်မဲ့အခွေဖြစ်ပါတယ်ဗျာ ပရိတ်အနေနဲ့ဆိုတော့ကျွန်တော်ပေးထားသည်ရှင်းငါပရိတ်ပေါ့နော်ရှင်းငါပရိတ်မှာမှကျွန်တော်ကတော့၈ပရိတ်ကို main အနေနဲ့ပေးထားတယ်တကယ်လို့အဲ့ရှင်းငါပရိတ်က၅ပရိတ်အရင်ထွက်တဲ့ဆိုရင်တော့နောက်ထပ်လိုက်ရမယ့်ပရိတ်ဒီ၃၈ပရိတ်ပေါ့နော်ကျုံးမရချာအဟောလာကိုခလုတ်ကာချာပါတော့ ကျွန်တော်တို့အရင်ဘက်ကပေါ့နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့တနင်္လာဖွင့်နေမနက်မှာ6:00ဆိုပြီးတော့ထွက်တယ်ဗျ။အင်္ဂါနေ့မနက်မှာတော့2:00ပေါ့နော်။ဒီမူလေးဒီလဲကျွန်တော်ပြဘူးတဲ့ဒါကလုံးမိုင်ဆိုင်လေးပေါ့နော်။ကျွန်တော်ဒီအပတ်အတွက်လုံးမိုင်ဒီတော့ဘာရမလဲဆိုရင်ကျွန်တော်တို့6:00ဆိုတဲ့8နောက်ပဲရယ်2:00ဆိုတဲ့2နှစ်ထည့်ရယ်ပေါ့နော်။ဒီနှလုံးပေါင်းခြင်းဒီကျွန်တော်တို့8နှစ်ပေါင်းခြင်းဒီ3ညဖြစ်လို့ တုံညာရဲ့ပါဝါတီ9ငါးဒီကျွန်တော်ဒီအပတ်မှာလုံးမယ်ပေါ့နော်အဲ့လိုမဲ့ဒီရာလေးကိုလည်းကျွန်တော်အရင်ပက်ဒီတုန်းကရှင်းပြထားတာတော့ရှိတယ်ပေါ့နော်ကိုမတို့ကကြိုက်နေတဲ့ရင်တော့တုံးပြအဲ့လိုမဲ့ဒါလေးလည်းနားလည်းမယ်ထင်တယ်ပေါ့နော်ကျွန်တော်တို့ပရိသီတော့ဂျာတာပရိနေထိတ်သုံးလုံးပေါင်းခြင်းပေါ့နော်ဂျာတာပရိနေပေါင်းခြင်းပြကျွန်တော်ဒီမှာဒီပြီးခဲ့တဲ့ဘက်ကဂျာတာပရိဒီမနေ့ပိုင်းမှာခွန်လေးညနေမှာ3 9ဆိုပြီးတော့ထွက်တယ်ပေါ့နော်ဒါဆိုရင်တော့ဒီမှာဒီ ခွင်းရဲ့၄ရဲ့ပေါင်းခြင်းဒီ၁၁နဲ့ဒီက၃နဲ့ပေါင်းတော့၄ကျော်ဒီ၃လုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ရဲ့ဘာဝဒီ၉၄၉ဒီကျော်ဒီပတ်ထက်မှာ break လေးရှိတယ်ပေါ့နော်ဒီမမဟိုင်းဟုတ်ကဲ့ပါဗျအေးမဟိုင်းနဲ့ဖြူကူကိုတဲ့ဖြူကူကိုဖြူလမ်းမသိပြနော်ဟိုင်းဟုတ်ကဲ့ပါဗျ ဒါဆိုရင်ကျွန်တော်တွက်ဆဲလေးပေါ့နော်အကိုမတို့ကကြိုက်နေတဲ့မှာလဲတုံးပြတယောက်နဲ့တယောက်တော့ကြိုက်ချင်းနဲ့တူမှာတော့မဟုတ်ဘောနော်ဟောဒီမှာဆိုရင်နှစ်ရဲ့တက်ကပေါင်းချင်းတီ3 3နဲ့ဒီက4နဲ့ပေါင်းတော့ခွန်းခွန်းရဲ့နှက်ခတ်တီ3ညာခွန်း3ညာတီကျွန်တော်ဒီမှာအချိမ့်ပြ တော့ဒီခွန်းတုံညာအချိန်မှာတုံညာတုံဆိုတော့တုံညာထီတယ်ဗျဒါဆိုရင်တော့နောက်တစ်ပြန်ဒီလဲ9ရဲ့8ကပေါင်းခြင်းဒီခွန်းခွန်းနဲ့ဒီက3နဲ့ပေါင်းတော့တုံညာ9 8ပေါင်းခြင်းခွန်းခွန်းနဲ့ဒီက3နဲ့ပေါင်းတော့တုံညာတုံညာရဲ့နှက်ခတ်ဒီခွန်းတုံညာခွန်းဒီကျွန်တော်ဒီမှာအချိန်ဒီတုံညာခွန်းအချိန်မှာလဲကျွန်တော်တို့ခွန်းလေးထွက်တော့ခွန်းထီတယ်ဗျဒါဆိုရင်တော့နောက်တစ်ပြန်ဒီလဲ နှစ်ရက်၄ရက်ပေါင်းချင်းတီ6 6နှစ်တီရက်၄နှစ်ပေါင်းတော့၃ညနှစ်လေလေပေါင်းချင်းတီ၃ညဖြစ်လို့၃ညရဲ့နှစ်ခတ်တီခွန်း၃ညခွန်းတီလဲကျွန်တော်ဒီမှာအချိန်ဒီ၃ညခွန်းအချိန်မှာလဲ၃ညနှစ်ထွက်တော့၃ညထီတယ်ဗျဒါဆိုကျွန်တော်ဒီ1ချင်းလေးရထပ်ပေးနေမှာဆိုရင်၃ညရဲ့၃ရဲ့ပေါင်းချင်းတီ၃၃နှစ်တီရက်နှစ်နဲ့ပေါင်းတော့၅၃ည၃နှစ်ပေါင်းချင်းဒီ၅ဖြစ်လို့၅ရဲ့နှစ်ခက်ဒီ၃၅၃ဒီရောဒီမှာအချိန်ပေါ့နော် အားလုံးပဲဒီဝိုင်းချင်းလေးနားလည်မယ်လို့ထင်တယ်ပေါ့နော်ကိုမတို့ကကြိုက်နှစ်သက်မှလည်းတုံးတို့ဒီမှဒီနှစ်ရဲ့တက်ကပေါင်းချင်းဒီ၃၃ရဲ့ဒီက၄ရဲ့ပေါင်းချင်းဒီခွန်းဒီ၃လုံးပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့နှက်ခတ်၃ညာခွန်း၃ညာအချိန်မှာ၃ညာ၃ထွက်တော့၃ညာထီတယ်နောက်တစ်ပင်ဒီလည်း၉ရဲ့၈ကပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီက၃နဲ့ပေါင်းတော့၃ညာ၃လုံးပေါင်းချင်း၃ညာဖြစ်လို့၃ညာရဲ့နှက်ခတ်ဒီခွန်း၃ညာခွန်းအချိန်မှာလည်းခွန်း၄ထွက်တော့ခွန်းထီတယ်ဗျာ ဒါကြောင့်ဒီမှာနောက်တစ်ပင်ဒီ2ရက်4ရက်ပေါင်းချင်းဒီ6 6ရက်ဒီက4နဲ့ပေါင်းတော့3ည3ညရဲ့နှက်ခတ်ဒီခွန်း3ညခွန်းဒီလည်းအချိန်ပေါ့နော်ဒီ3ညခွန်းအချိန်မှာလည်း3ညနှစ်ထွက်တော့3ညထီလေဗျဒါကြောင့်မို့ဒီနေ့အတွက်ဝမ်းချင်းဒီ3ညရဲ့3ရက်ပေါင်းချင်းဒီ3 3နဲ့ဒီက2နဲ့ပေါင်းတော့5 5ရက်နှက်ခတ်ဒီ3 5 3ဒီအချိန်ဗျကောလို့ကျောင်းမှာကျွန်တော်5 3အချိန်ပေါ့နော်နောက်ထပ်ဝမ်းချင်းလေးတွေ့ရင်အပြည့်ပေါ်ဖြစ်တာလေးကိုကျွန်တော်တွေ့ပြပေးမယ်ဗျာ ကြော်ဒီမှာဆိုရင်3ရဲ့8ကပေါင်းချင်းဒီ1နဲ့ဒီက2နဲ့ပေါင်းတော့3 3ရဲ့ပါဝါဒီ8 3 8ဒီကျွန်တော်ဒီမှာအချင်းမြကြော်ဒီ3 8အချင်းမှာလဲ3ည3ထွက်တော့3ထီတယ်ပေါ့နော်ဒီမှာဒီလဲ1ချင်းဒီခွန်3ညအချင်း3 8အချင်းမှာလဲဒီက3ညဒီက3နဲ့3ည3ဆိုပြီးတော့ထွက်တယ်ဗျာ ဒါဆိုရင်ကျတော့နောက်တစ်ပင်ဒီလဲ၈ရဲ့၁ကပေါင်းခြင်းဒီ၉၉နဲ့ဒီက၃ညနဲ့ပေါင်းတော့လဲ၉ဒီ၃လုံးပေါင်းခြင်းဒီ၉ဖြစ်လို့၉ရဲ့ပါဝါဒီလေး၉လေးဒီရောဒီမှာအချိန်ပြအဲဒီကိုလေးအချိန်မှာလဲကျွန်တော်တို့ခွန်လေးထွက်တော့၄ထီတယ်ပေါ့နော်ဒီမှာဒီလဲ1ချိန်ဒီ၃ညခွန်အချိန်ကိုလေးအချိန်တွဲရင်ဒီကခွန်ဒီက၄နဲ့ကျွန်တော်တို့ခွန်လေးဆိုပြီးတော့ထွက်တယ်ဗျ။ ဒါဆိုရင်နောက်တစ်ပြန်ဒီလဲ၁ရက်၉ရက်ပေါင်းချင်းဒီ၃ည၃ညနဲ့ဒီရက်9နဲ့ပေါင်းတော့ခွန်ဒီ၃လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီနှစ်ခွန်နှစ်ဒီတော့ဒီမှာအချိန်ဒီခွန်နှစ်အချိန်မှာလဲကျွန်တော်တို့၃ညနှစ်ဆိုတော့နှစ်ထီတယ်ဗျဒီမှာဒီလဲ1ချင်းဒီကျွန်တော်တို့၃ညခွန်အချိန်ခွန်နှစ်အချိန်ပေါ့နော်ဒီမှာလဲဒီရက်၃ညဒီရက်နှစ်နဲ့၃ညနှစ်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကျွန်တော်ဒီနေ့မှာဒီ1ချင်းဒီ 6ရက်3ရက်ပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီရ3ညနဲ့ပေါင်းတော့လေနှစ်ဒီ3လုံးပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါဒီခွန်းနှစ်ခွန်းဒီကျွန်တော်ဒီမှာအချိန်ပြအဲကြောင့်ဒီမှာ9 3အချိန်ကိုနှစ်ခွန်းနဲ့တွဲရမှာပေါ့နော်တွဲရင်9နှစ်9ခွန်း3နှစ်3ခွန်းဆိုပြီးတော့ကဏ္ဍ4ခွက်ရမယ်ဗျဒီနေရာမှာတော့ကျွန်တော်တို့ကပြည့်ရရင်တော့ကျွန်တော်ဗရိတ်လိုင်းနေမှာရှင်းပြပြပြီးပုံပေါ့နော်ကိုမတို့ကြိုက်ရင်တော့၃မြတ် ဒါဆိုရင်နောက်ထပ်ဝမ်းချိန်ပေါ့နော်ကိုမတို့ကြည့်ရင်သုံးလို့ရအောင်ကျွန်တော်ပြပေးမယ်ပြ6ရဲ့8ကပေါင်းချင်းဒီခွန်းခွန်းနဲ့ဒီရက်တက်နဲ့ပေါင်းလို့8ဒီ6ရဲ့8ရဲ့တက်ကသုံးလုံးပေါင်းချင်းဒီ8ဖြစ်လို့8ရဲ့ပါဝါဒီ3 8 3ဒီလဲကျွန်တော်ဒီမှာအချင်းပြ တော့ဒီ၈၃အချင်းဆိုလဲဒီမှာ၃ည၃ဆိုတော့၃ထီလေဗျ။အဲဆိုရင်နောက်တစ်ပင်ဒီလဲကျွန်တော်တို့၂ရဲ့၁ကပေါင်းချင်းဒီ၃၃နဲ့ဒီက၉နဲ့ပေါင်းတော့၂ဒီ၃လုံးပေါင်းချင်းဒီ၂ဖြစ်လို့၂ရဲ့ပါဝါဒီခွန်း၂ခွန်းဒီလဲကျွန်တော်ဒီမှာအချင်းဒီ၂ခွန်းအချင်းမှာလဲကျွန်တော်တို့ခွန်းလေးထွက်တော့ခွန်းထီတယ်ဗောနော်။ဒါဆိုရင်နောက်တစ်ပင်ဒီလဲ၃ရဲ့၉ရဲ့ဒီက၃ရဲ့ တုံညာကိုတုံပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါတီခွန်းနှစ်ခွန်းဒီလဲကျွန်တော်ဒီမှာအချိန်ဒီနှစ်ခွန်းအချိန်မှာလဲတုံညာနှစ်ထွက်တော့နှစ်ထီလေဗျဒါကြောင့်မို့ဒီနေ့အတွက်ဝမ်းချင်းဒီခွန်းရဲ့တုံးရဲ့ပေါင်းချင်းဒီတုံညာတုံညာနဲ့ဒီရဲ့နှစ်နဲ့ပေါင်းတော့နှစ်ဒီတုံးလုံးပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါတီခွန်းနှစ်ခွန်းဒီလဲကျွန်တော်ဒီမှာအချိန်ပေါ့နော်ဒါကြီးပြန်လိုက်မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာ

ကျွန်တော်ဒီ၃လုံးပေါင်းခြင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါဒီ၃၈၃ဒီလဲကျွန်တော်ဒီမှာအချင်းပြကျွန်တော်ဒီ၈၃အချင်းလို့ယူမယ်ဆိုလဲဒီမှာ၃ည၃ဆိုတော့၃ထီတယ်နောက်တစ်ပြန်ဒီလဲ၉ရဲ့၂ကပေါင်းခြင်းဒီ၁၁နဲ့ဒီက၆နဲ့ပေါင်းတော့၁ပဲပေါ့နော်၉နဲ့ပေါင်းခြင်းဒီ၁၁နဲ့ဒီက၆နဲ့ပေါင်းတော့ခွန်းခွန်းရဲ့ပါဝါဒီ၂ပေါ့နော်ခွန်း၂ဒီအချင်းကျွန်တော်ဒီခွန်း၂အချင်းလို့ယူမယ်ဆိုရင်လဲ၁၁ ဒီခွန်းနဲ့ချင်းလို့ယူမယ်ဆိုလဲကျွန်တော်ဒီမှာခွန်းလေးထွက်တော့ခွန်းထိတယ်ဗျဒါဆိုရင်နောက်တစ်ပြင်ဒီ3ရက်6ရက်ပေါင်းချင်းဒီနှစ်နှစ်နဲ့ကျွန်တော်ဒီရ3ညနဲ့ပေါင်းတော့လဲနှစ်3ည3ကိုပေါင်းချင်းဒီနှစ်ဖြစ်လို့နှစ်ရဲ့ပါဝါဒီခွန်းနှစ်ခွန်းဒီလဲကျွန်တော်ဒီမှာအချိန်ဒီနှစ်ခွန်းအချိန်မှာလဲ3ည2ဆိုတော့နှစ်ထိတယ်ဗျဒါဆိုရင်တော့ဒီနေ့မှာဒီ1ချင်းလေးဆက်ပြရင်2ရဲ့8ကပေါင်းချင်းဒီ3ညာ3ညာနဲ့ဒီရဲ့2နဲ့ပေါင်းတော့2ဒီ နှစ်ရဲ့နှစ်ရဲ့ရှစ်ကပေါင်းချင်းဒီကျွန်တော်တို့နှစ်ဖြစ်လို့နှစ်ရဲ့ပါဝါဒီခွန်နှစ်ခွန်ဒီလဲကျွန်တော်တို့ဒီမှာအချိန်မြောက်နင်းညီကိုလာနေလားတကာကြီးတဲ့ ညီကိုကတော့လာနိုင်ပါလိမ့်ဗျာနော်ဒါဆိုကျွန်တော်ဒီမှာ break line လေးပြမယ်ပေါ့နော်ကျွန်တော်လည်း one chain နေရာတော့ဒီမှာတော့ကျွန်တော် highlight ပြထားတာဒီတော့ကျွန်တော်ဒီနှစ်ခွန် one chain ကိုပို့ကြိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တော့နှစ်ခွန် one chain ကိုပဲ highlight ပြထားခြင်းဖြစ်တယ်ပေါ့နော်အကူမတော့ကြိုက်နှစ်တက်မှလည်းသုံးဗျာကျွန်တော်ဒီမှာဒီခွန်၃ညအချင်းဒီဒီ၃ရှင်းနဲ့တွဲရင်ကျွန်တော်တို့၃ည၃သူပြီးပေါ့ပြီးပေးတယ်ဒီမှာ၃ညခွန်အချင်းကိုလည်းဒီဘက်က၉လေးနဲ့တွဲရင်လည်းအပြည့်ပါပေါ့နော်ခွန်လေးဆိုပြီးတော့ပေးတယ်ဗျ ီမှာလဲတုံညာခွန်အချင်းကိုကျွန်တော်တို့ခွန်နှင်းနဲ့တွဲရင်လဲဒီမှာအပြီးပေါက်ပေးတယ်ဗောနော်ဒါဆိုကျွန်တော်ဒီမှာငါးတုံအချင်းဒီနှစ်ခွန်နဲ့တွဲရင်အပြီးပေါက်ပေးနေတာဖြစ်တယ်ဗျာဒေါ်ဝင်းမင်္ဂလာပါတားရည်တယ်ဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုရင်ကျွန်တော် break line လေးဗောနော်ကိုမတို့ကြာရင်တော့တော့ပရိလဲဒီရောဒီမာဒီ3ရဲ့6ကပေါင်းချင်းဒီ9 9နဲ့ဒီရဲ့4နဲ့ပေါင်းတော့3 364ပေါင်းခြင်းဒီ3ဖြစ်လို့3ဘာဝတိရှိ3ရှိဒီကျော်ဒီမှာပြိဋ္ဌာကျော်ဒီမှာ3ရဲ့6ရဲ့ပေါင်းခြင်းဒီ9 9နဲ့ဒီက4နဲ့ပေါင်းတော့3 3ရဲ့ဘာဝတိရှိ3ရှိဒီပြိဋ္ဌာဒီ3ရှိပြိဋ္ဌာမှာကျွန်တော်တို့3ည3ဆိုတော့3ပြိဋ္ဌာထွက်တယ်ဒါဆိုရင်တော့နောက်တစ်ပြန်ဒီလဲ၈ရဲ့၃ညရဲ့ပေါင်းခြင်းဒီ၈၈နဲ့ဒီက၃နဲ့ပေါင်းတော့၁ ရှစ်၃ညာ၃ပေါင်းချင်းဒီတက်ဖြစ်လို့တက်ပါဝါဒီ6တက်6ဒီဗရိတ်ကျွန်တော်ဒီတက်6ဗရိတ်မှာလဲကျွန်တော်တို့ခွန်လေးဆိုပြီးတော့ခွန်လေးဆိုပြီးတော့ကျွန်တော်တက်ဗရိတ်ထွက်တယ်ပေါ့နော်ဒါဆိုရင်ညောဒီမှာဒီနောက်တစ်ပင်ဒီလဲတက်ရဲ့နှစ်ကပေါင်းချင်းဒီ3 3နဲ့ဒီက4နဲ့ပေါင်းတော့ခွန်တက်နှစ်4ပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီနှစ်ခွန်နှစ်ဒီကျွန်တော်ဒီမှာဗရိတ်ဗျာ တော့ဒီခွန်းနဲ့ brake မှာလဲကျွန်တော်တို့၃ညနှစ်ဆိုတော့နှစ် brake ထွက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ brake line ဒီ9ရက်9ရက်ပေါင်းခြင်းဒီ6ရက်နဲ့ဒီရက်2နဲ့ပေါင်းတော့၃ည9 9နှစ်ပေါင်းခြင်းဒီ၃ညဖြစ်လို့၃ညရဲ့ power ဒီ9 3ည9ဒီတော့ဒီမှာ brake ပြအဲ့လိုမနားလည်မထင်တော့ဗောနော်ကျွန်တော်ဒီမှာ 364ပုံချင်းဒီ3ဖြစ်လို့3ဘာဝါဒီရှင်း38ဒီရောဒီမှာပြိတ်ပေါ့နော်3ရှစ်ပြိတ်မှာ3ည3ဆိုတော့3ပြိတ်ထွက်တယ်ဒီမှာဒီ1ချင်းဒီကျွန်တော်တို့ခွန်3ညအချင်းကို3ရှစ်နဲ့တွဲတာပေါ့နော်ပြိတ်ဒီ3ရှစ်ပြိတ်ဆိုတော့ကျွန်တော်တို့3ည3 3ည8ဆိုတော့မိတ်နှစ်ကွက်ထဲက3ည3ဆိုပြီးတော့ထွက်တယ်ဗျအဲဒါဆိုနောက်တစ်ပြန်ဒီလဲ8ရဲ့3ညရဲ့ဒီက3ရဲ့3လုံးပုံချင်းဒီ1 1ရဲ့ဘာဝါဒီ6 1 6ဒီပြိတ်ပေါ့နော် ဒီမှာစီလဲဝမ်းကျင်းဒီတုံညာခွန်အချင်းကိုကိုးလေးနဲ့တွဲရင်အပြီးပေါ်ဖြစ်တယ်ပေါ့နော်တွဲမယ်ဆိုရင်ကျွန်တော်တို့ခွန်ကိုးဆိုလဲ6ဘရိတ်ခွန်လေးဆိုလဲ10ဘရိတ်အဲ့ဒီမှာတော့ကျွန်တော်တို့ခွန်လေးဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပင်ဒီလဲ10ရဲ့2ကပေါင်းကျင်းဒီ3 3နဲ့ဒီက4နဲ့ပေါင်းတော့ခွန်ခွန်ရဲ့ပါဝါဒီ2ခွန်နဲ့ဒီဘရိတ်တော့ဒီမှာဒီတုံညာခွန်အချင်းကိုသွားဆက်မို့တော့ဒီတုံညာခွန်အချင်းကိုကျွန်တော်တို့ဒီခွန်နဲ့နဲ့တွဲရင်လဲ ပရိတ်ဒီကျွန်တော်တို့ခွန်းနှစ်ပရိတ်ဆိုတော့၃ညခွန်း၃ညနှစ်ပေါ့နော်အဲ့ဒီမှာတော့၃ညနှစ်ဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်ဒီနေ့မှာဒီ9ရက်9ရက်ပေါင်းခြင်းဒီရှိ8နဲ့ဒီရက်2နဲ့ပေါင်းတော့၃ည၃ညရဲ့ပါဝါဒီ9၃ည9ဒီပရိတ်၃ည9ပရိတ်ဆိုတော့ဒီမှာကျွန်တော်တို့ငါးသုံးအချိန်တည်နှစ်ခွန်အချိန်နဲ့တွဲရင်အပြည့်ပေါက်ဖြစ်နေတယ်ပရိတ်နဲ့ကန့်ညီတာဒီကျွန်တော်တို့သုံးခွန်ဆိုတဲ့၃ညပရိတ်ပါမယ်၃နှစ်ဆိုတဲ့၅ပရိတ်ပါမယ်ဗျာအကိုမတို့ကကြိုက်နှစ်တက်ရင်တော့၃ပေါ့နော် ဒါကတော့ကျွန်တော်ကြိုက်နေတက်ရစိုက်ကိုပဲကျွန်တော်ရွေးထုတ်ပြီးတော့တွက်ပြပေးခြင်းဖြစ်တယ်ဗျာအဲ့တော့မဲ့ဒါလေးလည်းနားလည်းကြိုက်မယ်ထင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီနေရာမှာတော့ကနန်းလေးကိုတော့စီပေးထားအောင်မယ်ဗျာဒီနေရာမှာကျွန်တော်ကတော့နှစ်ခွန်အချင်းကိုပို့ကြိုက်တယ်ပေါ့နော်ဒီနှစ်ခွန်အချင်းကိုပဲကျွန်တော်တို့အမှန်တော့ဒီ break line ဒီလည်း3.5ခွန် break လို့ဖြစ်သွားနိုင်တယ်ပေါ့နော်

Yeah. ျွန်တော်ဒီမှာပေါ့နော်ကျွန်တော်တွဲကြိုက်တာကလန်းလေးကိုတော့ကျွန်တော်တွဲပြီးပေးထားတယ်ဒီထဲမှာမှာကိုအားလို့ကြိုက်နေတက်ရောက်တော့၃ပေါ့နော်ကျွန်တော်ဒီ9နှစ်9ခွန်း3နှစ်3ခွန်း34ရဲ့ခွန်း8ရဲ့28ရဲ့ဆိုပြီးတော့ကလန်း9ကွက်ပေါ့နော်ချိုးထိုးတဲ့၃နှစ်ရဲ့၃ခွင်ရဲ့၃နှစ်၃ခွင်ဘာပြောရမလဲနော်၉နှစ်ခွေကနန်းပြောရလားမသိဘူးကြ 9နိုင်တော့မခွဲသေးပါဘူးเนาะခုမကြော်လေးလုံးအခွေရတော့ကျွန်တော်ကတော့အခွေ3မျိုးရှိတယ်ပေါ့เนาะ1နဲ့3လေးအခွေရှိတယ်1683အခွေ1693အခွေပြကိုမလို့ကဒီထည့်ရမှာအခွေတွေရမှာကြိုက်နှစ်တက်ရတမျိုးပဲကစားပေါ့เนาะကျွန်တော်ရဲ့မူရတော့3ရက်မကြော်တဲ့အခွေလေးဖြစ်ပါလေဗျပရိတ်အနေနဲ့ကျွန်တော်တို့ရှင်းငါးဒီပရိတ်ပေါ့เนาะ တပတ်စာပရိတ်ကတော့ရှင်းငါပရိတ်ရှင်းငါပရိတ်မှာမှကျွန်တော်ကတော့ရှစ်ပရိတ်ကိုမိန်အနေနဲ့ရွေးထားပါတယ်ဗျဟုတ်ကဲ့ပါအလုံးမဲ့ကျွန်တော်လည်းကိုဒီမှာပဲရန်နာခွင့်ပြုပါကျွန်တော်တွေ့ပြတဲ့ခဏန်းလေးဒီလဲပေါကဏန်းလေးဖြစ်ပါစေဗျအကိုမတို့အကျိုင်းနှစ်သက်တဲ့ခဏန်းဒီလဲ၁၂နာရီ၁မိနစ်ထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစေလို့ထပ်မံပြီးတော့စုမကောင်းတောင်းပေးလိုက်ပါတယ်အလုံးမဲ့ကံကောင်းကြပါစေဗျ တော့ဝင်တဲ့နှုတ်လဲဆက်ဖို့တော့တဲ့နှုတ်ဆက်ပါတယ်ဗျနော်လိုင်းမကောင်းလို့နေပါလိမ့်မယ်ဗျဟုတ်ကဲ့ပါအားလုံးပဲဘိုင်းဘိုင်း see you ပါအားလုံးပဲ